နိုင်ငံရေးကိုနားလည်မှတော်လှန်ရေးတွေဝင်လာလို့ရတာမဟုတ်ပါဘူး။ဤစိတ်ဓာတ်နဲ့တရားမှုမတရားမှုကိုသိစိတ်နဲ့ပွဲခြားသိမြင်နိုင်တဲ့ဘုံနောက်ပိုင်ဆိုင်ထားတဲ့သူတိုင်းဟာတော်လှန်ရေးဘက်မှာရည်ကြည်နေကြတော့တွေ့နေရပါတယ်။အဲအားလုံးဒီအတိုင်းပဲတာတော်သားတို့ရဲ့စကားကြွယ်ပုံနဲ့လှတော်သူတယောက်ရဲ့တော်လှန်ရေးကိုပြောထားတဲ့လက်ရှိနိုင်ငံရေးအခြေအနေလေးကိုပြန်လည်မျှဝေပေးနေပဲဒီဗီဒီယိုလေးကိုစတင်ဝင်လိုက်ပါတယ်။မေစုကကောင်းတယ်မေစုလိုလူမျိုးစင်ရင်နိုင်ငံတော်ရကဘာမှမရှိဘူး။ ကဘာကိုစောင်းနိုင်တယ်အခုမြန်မာနိုင်ငံအောက်တန်းကြာနာအောက်တန်းကြာစိတ်ဓာတ်တွေနဲ့အလူရဟွာဝင်နေလို့ပြအောက်တန်းကြာသူတွေဥက္ကဋ္ဌဖြစ်အမတ်ဖြစ်အလုံးမလုံးခွင့်နဲ့လေသူတို့ကနေရာကောင်းရတာတော့ပွဲကြည့်တဲ့ပြည်သက်တွေပဲရှေ့ကမင်းသမီးနဲ့မင်းသားကြီးရပြီးရောဆိုနောက်လူလူနေနေဆိုပြည်ထားခဲ့တဲ့ဟာတွေကြီးပဲမကောင်ပြောရင်နိုင်ငံရေးပြောရကြမှာဒါပြီးတော့နိုင်ငံရေးမနာမလဲဘူးအတိုင်းမျိုးကိုတော့ချစ်တယ်ဗျအမေစုကိုတော့လေးစားတယ်အမေစုလိုလူမျိုးကြီးတွေတိုင်းပြည်ရတိုးတဲ့တူများနိုင်ငံနဲ့ရှေ့တော့မှာရှားတဲ့ကိုကဘာကိုကြော်ခါနိုင်ပါဗျတုတ်လောက်သွားမှာခုကြကိုမြန်မာနိုင်ငံက ုံအောင်ကဖားပဲခွေးဖြစ်ရခွေးဖြစ်ရပဲကျွံဖြစ်ရဖြစ်ရပဲဟောသူ့ကျွံဘွားရောက်တာရောက်တာပဲဘာလို့မလဲဟိုအပေါ်ရန်တည်ရင်ခူးစားပြီးတော့ရအရာရအောင်အစီနှစ်ထီမတုံတတ်ကြဘူးမြန်မာသူမြန်မာသားတွေကဗမာတွေကခုတရုတ်ကတိတ်ထားတာလာတော့ခေါင်းညောဝက်လက်ခေါင်းကျန်တော့တာဝက်လက်လက်မရှိတော့ဘူးမြေမျိုးထားတာအောက်ပိုင်းတိုင်းကခေါင်းညံတော့တာဒီလိုတို့လာတော့နေဘကရေတားကြီးရေနေတော့ရေသိမ်းဝေကြတာနဲ့ဒုက္ခရောက်ကြတော့အဲ့လေတွေရောင်းရလေတရုတ်ကသိမ်း20တန်းနေတဲ့ဝင်း30တရာချဝယ်တော့ ီရောင်းကိုဟောရောင်းတော့ခုဒီရုပ်လက်ရောက်တော့ခုနတ်ပုံနဲ့နတ်ပေါင်းနဲ့ကိုရီးယားတိုင်းပြည်ဖတ်တဲ့ကိုရီးယားမျိုးမှတ်တဲ့စပယ်ရှယ်ပဲတော့ရေကာယာတွေပါနေနဲ့ငားမွေးမြည်ကြည့်မွေးမြည်စပယ်ရှယ်သခွားလင်းငတိဆိုင်ရတာတွေအသေးနာလုံးလို့ဒါပြတော့နည်းနည်းလေးစံတန်းနည်းလေးစံတန်းဒီလိုဟိုကလုံးမှာနိုင်ငံသားသားလူမျိုးကြကိုမြန်မာနိုင်ငံမဝင်လာခဲနဲ့ချီချမလာနဲ့ကျူးကျော်လာရင်တို့ရသူဆိုတော့ကျူခေခုတ်ကျူးဝမ်းမြောက်ချက်ခုကြတော့ဟိုတရုတ်လက်ထဲကြီးအားလိုက်ရတာ ပါသွားပါပြီဆိုဒီလိုမင်းတက်သိမ်းရလေဖြစ်ဒီမှာဆိုရင်တမတော်ဒီနောက်ချိုးကိုပြန်ပြီးထဲထုတ်ထားသလိုမိုးကုတ်ကိုဝင်းရံပိတ်ဆို့ထားပါတယ်ဆိုတော့ပလောင်အဲမဘူးတို့ကတော့မိုးကုတ်ကိုဝင်းရံပိတ်ဆို့လိုက်ပြီးလို့အပြောပါပဲဆော့ပင်းလေးနဲ့ဒီလိုဝိုင်းနေတာဖြစ်မယ်လို့မြေပုံပေါ်ထောက်ပြီးတော့ပေါ်ပင်းဝိုင်းတာဖြစ်မယ်မိုးကုတ်ကိုစစ်တပ်ကပြန်ဝိုင်းဖို့ကလိုပါသေးတယ်တချေကြီးတော့ဝိုင်းမှာပေါ့ဒါအခုမဟုတ်ပါဘူးမဖြစ်နိုင်သေးဘူးဘာလို့ဆိုတော့မဖြစ်နိုင်သေးဘူးဆိုတာမရရသပိတ်ချင်းတော့မပြီးသေးဘူးတောင်ခန်းတောင်ချိုးလည်းမပြီးသေးဘူးအဲ့တော့ဘယ်နေရာနေစစ်တပ်ကအဲ့ပေါ်တော့တက်ဝိုင်းတယ် မီထဲထုံထားသလိုမိုးကုတ်ကိုဝင်းရံပိတ်ဆို့ထားပါတယ်ဆိုတော့ပလောင်တွေကိုလက်ဖက်ချောက်ဖြစ်အောင်နှိမ့်နေနိုင်မယ်လို့ထင်တယ်အချိန်တန်ရင်ရွှေပါးသာရွှေပါးပဲခရီးပြည်နဲ့ဒီမိုးဆိုးနဲ့ခရီးပြည်နဲ့ပေါ်လက်ခဲမှာမာဝီနဲ့ခရီးပတက်တီပင်စည်းစုံနဲ့ပင်ကုန်ကြပါတယ်ကဲဒူဦးစည်းချုပ်မာဝီကိုပြေးကြိုက်ပြန်ပြီနော်ကိုမာဝီတို့ပြေးကြိုက်ခံရများပြီမဘူးတို့အောက်ကပြေးကဆွဲပြန်ပြီကိုမာဝီကြသွားပြီဆိုပြီးတော့တရင်တွေလွင့်ပြီးချင်းကြရည်ယူပြောနေတဲ့သွေယူသွေတန်းယာတီသွေးမဘူးတို့ဖြစ်ပါတယ် ပေါ်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြက် revolution channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ video လေးတွေ reaction မလုပ်သွားပြီးကမှတော့ယနေ့ match လ9ရက်နေ့တင်းငွေနေတဲ့မရပိုင်းရရှိတဲ့အတင်းတွေကိုအချင်းချင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။၎င်းတို့များကတော့၎င်းတို့ရဲ့ဂျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့1498ရရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကတရက်တာတွင်စစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ တနင်္သာရီတိုင်းတနင်္သာရီမှာ၃ကောင်တနင်္သာရီတိုင်းဘိမ်းမြို့နယ်မှာ၂ဦးလင်းဝင်ရောက်ပြီးတော့စကိုင်းတိုင်း၆ဦးမှာ၂ကောင်ပဲခူးတိုင်းမင်းလာမြို့နယ်မှာ၁ကောင်နဲ့မန္တလေးတိုင်းမိတ်တီလာမှာ၁ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့အားကိုးရတဲ့စစ်ထောက်လမ်းရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဆိုတာရှိပါတယ်။သူမှာကတော့ထက်ရဲနောင်ဆိုတဲ့သားတစ်ယောက်ရှိပြီးတွားလီယာမှာပစ္စတိုကင်ပြီးတွားလီရှိပါတယ်လို့ရန်ကုန်မြို့တွေကသတင်းမြစ်တွေကသိရှိရပါတယ်။ဒါကတော့အခုစစ်ခွေးကောင်းဆောင် တောင်းနေတဲ့ရုရှားခီးစင်မှာအနီးကပ်လိုက်ခွင့်ရသူဖြစ်ပြီးတော့ စစ်ကြောရေးမှာလည်းတော်လိုင်းသမားများအပေါ်အကြမ်းဖက်နှိပ်စက်မှုများနဲ့တပ်ဖြတ်မှုများမှာမင်းရောင်လိုင်းရဲ့အားကိုးရတဲ့သူတယောက်ဖြစ်တယ်လို့လည်းသိရှိရပါဗျ။စစ်ထောက်ချုပ်ရဲဝင်းဦးရဲ့တာထက်ရဲနောင်ကိုတော့ရန်ကုန်ရဲ့လူကုန်တန်တိုင်းဝိုင်းထဲမှာတော့ကိုထက်လိုပဲခေါ်လို့ရှိကြပါဗျ။ထက်ရဲနောင်ဟာအပြင်တော့ရင် body guard ၃ယောက်အမြဲပါပြီးလူကြားထဲမှာမြေနဲ့ပြောတဲ့စကားဆိုတော့အာနာဆိုတာဒီလိုပြရတယ်ဆိုပြီးတော့မဲပြောလို့ရှိတယ်လို့လည်းသိရပါဗျ။မင်းမဖော်တဲ့သူနဲ့နီးစက်တဲ့သူကကလပ်မှာဆိုရင်တော့သူ့ရဲ့တနတ်ကိုခုံးမှတင်ထားလိုက်တယ်။သူနဲ့ပေါင်းတဲ့သူတွေအများစုကတော့ဝင်ကြီးသားတွေအရာရှိသားသမီးတွေပါပဲ အကောင်ကြီးကြီးတွေကလူတယောက်တည်းကမှပဲကျွန်တော်တို့လူငယ်တွေစကားရဆိုရင်တော့ဒီကောင်တော်တော်ဇောင်းကြွနေတယ်လို့လည်းဒါသူ့ရဲ့အဖွဲချင်းချင်းရနေပြီးမကျင်တဲ့တကောင်ကပြန်နေပြီးတော့ထုတ်ပြောပြောထားတာကိုတွေ့ရှိနေရတာပါအဲရန်တော်ကတော့ရန်ကုန်မြို့ရဲ့ night flight တွေမှာဘယ်သူမှမထီရဲကြပဲသူကတနက်တပြပြနဲ့တောင်းကျန်းနေကြောင်းနဲ့ရန်ကုန် night flight ပတ်ဝန်းကျင်ကလူတွေကဆိုထားပါတယ်လက်ရှိချိန်မှာကတော့ယုံလေးနဲ့ပေါင်းပြီးတော့ယုံလေးကိုလည်းသိန်း30ထောက်ပံ့ထားသလိုဒီဟော25နှစ်ပြည့်ထိမ့်မက်ပွဲကိုလည်းစီစဉ်မှုပြုလုပ်နေကြအောင်လည်းသိရှိရပါတယ် နောက်ထပ်သတင်းတွေမှာတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့မှာရှိတဲ့စစ်ကောင်စီတပ်နဲ့တပီညွတ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်လို့တော့စစ်သား၁၀ဦးကျော်သေဆုံးပြီးလက်နက်ခဲယမ်းတွေများပြားသိမ်းဆီးရမိကြောင်းလည်းအကြံဉာဏ်တွေကတရားဝင်ထုတ်ပေါ်ပြောကြားလိုက်ပါတယ်။အဆိုပါတပီညွတ်စစ်တပ်စခန်းကိုတော့မတ်လ9ရက်နေ့မိုးနဲ့တနာရီမှာစတင်ပြီးတိုက်ခိုက်ခဲ့ပြီးရှင်းရည်နေ့မှာပဲသိမ်းပိုက်ရရှိကြောင်းရင်းစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားတဲ့ဦးကန်တေဆုံးပြီး20ကျော်စကန်စွန့်ကွာထွက်ပြေးသွားကြောင်းသူစစ်ကောင်စီတက်စကန်ကိုအလုံးစုံမိရှုဖြစ်စီတဲ့ကြောင်းသိရှိရပါတယ်။ ။လက်ရှိမှာတော့ KNL နဲ့ PDF ပူးပေါင်းတက်တရားတပီညွန်စကန်ကထွက်ပြီးတင်းရှောင်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့စစ်ကွေးတွေကိုလိုက်လံရှင်းနေနေကြောင်းလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။နောက်တဲ့သတင်းတွေမှာတော့ရခိုင်ပြည်တောင်ကုန်းမြို့ကစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့နေအိမ်ရဲ့ပိုင်ဆိုင်မှုတွေပေါဝင်တောင်ကုန်းမြို့ကနေအိမ်30ကျော်ကိုအာရခတ်တပ်တော် AA ကချိတ်ပိတ်သိမ်းဆည်းလိုက်ပြီးလို့သိရပါတယ်။အေဟာတောင်ကုန်းမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ပြီးနောက်ပိုင်းမှာတော့စစ်ကောင်စီရဲ့ပူးပေါင်းပြီးစီးပွားရေးဆက်လက်လုပ်ကိုင်နေသူတွေစစ်ကောင်စီတစ္ဆာတော်ခံတွေရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းဆည်းခဲ့ရမှာစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေအလုံးပေါဝင်တယ်လို့တောင်ကိုမြို့ကန်သတင်းရင်းမြစ်ကထုတ်ပြန်လိုက်ပါတယ်။နေအိမ်တွေချိတ်ပိတ်သိမ်းဆည်းလိုက်တာမှန်ပါတယ်။ဦးကျောက်တောင်နေအိမ်လည်းပါတယ်။ပိုင်ဆိုင်မှုတွေအကုန်ပါပါတယ်လို့ပြောပါတယ်။ချိတ်ပိတ်သိမ်းဆည်းတဲ့နေအိမ်တွေထဲမှာတောင်ကိုမြို့တိုက်ပွဲအတွင်းစစ်ကောင်စီကပေးရတဲ့ယာဒူးတွေကိုဆက်လက်ယူပြီးမြို့ကနေပြောင်းရွှေ့သွားတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေရဲ့နေအိမ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ကဲမင်းအွန်လိုင်းနေနေကတော့တစ်ချိန်လုံးကတော့သူတို့ကချိတ်ပိတ်ပေါ့ဗျာ။အခုတော့သူမိမကျူကျူခေါ်ရဲ့အိမ်တော်မှာပါမရှိတော့တဲ့နေသားတစ်ခုကတော့ဒါအားရစရာတော်လိုင်းတက်တဲ့နေသားတစ်ခုပါပဲ။ နောက်တဲ့သတင်းတွေမှာတော့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကရွေးကောက်ပွဲကိုစစ်အာဏာသိမ်းကာလ9နှစ်ပြည့်ချိန်ယခုနှစ်ကုန်ပိုင်းသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှသာကျင်းပမယ်လို့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။ဘယ်လာရုနိုင်ငံကိုရောက်ရှိနေတဲ့အချမ်းဘတ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကနေပြီးတော့မတ်လ9ရက်နေ့ဘယ်လာရုသမ္မတနဲ့တွေ့ဆုံတဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုမျိုးပြောကြားသွားတာဖြစ်ပါတယ်။ရွေးကောက်ပွဲကို2025ဒီဇင်ဘာသို့မဟုတ်2026ခုနှစ်ဇန်နဝါရီအစောဆုံးကျင်းပသွားဖို့စီစဉ်နေကြောင်းပြောပါတယ်။ဒီကောင်းဆောင်မင်းအောင်လိုင်းဟာ၎င်းတို့စိတ်တန်းကြပြုလို့မိရွေးကောက်ဘက်ကို2026ခုနှစ်ရောက်မှသာပြုလို့ရန်စီစဉ်နေကြောင်း တရင်မြင့်တရားသိရတာဖြစ်ပါတယ်။တချို့ကတော့2026ခုနှစ်အတွင်းမှာပဲရွေးကောက်ပွဲလုပ်ဖို့သူစဉ်းစားနေတယ်ဆိုတာကိုစီးဝေးမှာမကြာခဏထုတ်ပြောတယ်။သူအနေနဲ့အခုအိမ်ဆောင်ဆိုးရဖြစ်တက်တန်း၅နှစ်အပြည့်အောင်ဝင်ယူဖို့စိတ်ကူးထားတယ်သူကကြမ်းမာနေသေးတယ်တိုင်းပြည်ကလိုအပ်နေတဲ့ဆိုရင်နောက်ထပ်တက်တန်းတွေမှာလည်းတောင်းဝင်ထမ်းဆောင်နိုင်သေးတယ်ဆိုတာမျိုးကိုလည်းသူကထုတ်ပြောလို့ရှိရဲလို့သိရှိရပါတယ်ရွေးကောက်ပွဲပြည်နဲ့နိုင်ငံရေးမှာစက်ပါအောင်မဲ့သဘောမျိုးကိုလည်းယူဆလို့ရနိုင်ပါတယ်လို့ပြီးတော့တတနည်းမိကနေပြီးပေါ့ကြလာတဲ့သတင်းညာသိရှိရပါတယ်မေအောင်လာရပြည်တော်နိုင်ငံသတင်းစာရှင်းလင်းပွဲမှာစစ်တပ်ကနောက်လာမဲ့ ရွေးကောက်ပွဲအတွက်ပါဝင်ရှင်ပြိုင်ပြီးပါတီပေါင်း53ခုစရင်ပြည်သွင်းနိုင်ဖြစ်ကြောင်းထုတ်ဖော်ပြောခဲ့ပါတယ်။အဲ့ဒီပြောကြားမှုနဲ့ပတ်သက်ပြီးတော့ဘလူးစော့တော်နီကရောဘလိုမျိုးပြန်လဲပြောထားလဲဆိုတာကိုဒီဗီဒီယိုလေးမှာဆက်လက်ကြည့်ရှုရပါတယ်။ဖေးဆွေးနွေးကြကြလဲဆိုတော့အဓိကကြဆုံးအချက်ကစစ်အာဏာရှင်စစ်ကောင်စီရဲ့ဖွဲ့အနေပြီးတော့သူတို့မတရားအာဏာသိမ်းလာတာဘယ်ဘက်မှမှတရားဝင်မှုမရတဲ့အခါမှာနိုင်ငံရေးရရောတန်တမန်ရေးရောစီးပွားရေးရောဟိုဖက်ပေါင်းစုံအောင်ပေါ့နော်လူလူတိုက်ပွဲတွေအားအကောင်လုံး ဟိုညပူညပိတ်တိုက်ခံနေရတဲ့ခါမှာသူတို့ထွက်ပေါက်မရှိတော့ဘူးထွက်ပေါက်မရှိတဲ့ခါကျတော့ဘဲမှတရားဝင်မှုမရဘူးဆိုတော့သူတို့ကစိတ်ကူးရင်တော့ဒီတရားဝင်မှုရလို့ရညာနဲ့ဒီရွေးကောက်ပွဲနဲ့သွားမယ်ဆိုရအောင်နော်ဒါပေမဲ့သူလောက်ခဲ့တဲ့ရွေးကောက်ပွဲကမှန်မှန်ကတော့ပြောလာပြောလာတာဟို2023လုံးမယ်ပြောလာတယ်2023လက်လုံးဖြစ်2024လက်မဖြစ်2025ထဲမှာလည်းမသေးရ2026မှာလည်းလုံးမလို့မလုံးလို့လို့နဲ့ဟိုရှစ်မျိုးပြောနောက်တစ်မျိုးပြောနဲ့အဲ့ဒီဥစား အဲ့ဒီပြောနေတဲ့ဂျားတွေကမြို့နယ်ပေါင်း330ကျော်ကနေပြီးတော့ဟိုဂျားရော့ရော့ရော့လာတရတရဆင်ဟို160တရ160တရနဲ့130ဟိုနောက်ပိုင်းဆိုတော့သူတကယ်တမ်းလုပ်တဲ့အခါကျဘယ်လိုမျိုးနေပဲကြံလို့ဆိုကျွန်တော်တို့သိကြပြောလို့ရဘူး။ဆိုဘာဖြစ်ဖြစ်အဲ့ဒီကိစ္စတွေကကျွန်တော်တို့တဖြည်းဖြည်းတဖြည်းချင်းတော့ तू ကတစ်ဖက်အနေကြည့်တဲ့အခါကျတော့ तू ကမလုတ်နိုင်တိတိုင်အောင်လုတ်ရမယ့်အနေထား तू အနေထားရှိလာတယ်။ तू ကတယောက်ရနှစ်ယောက်ရလုတ်သွားမယ့်သဘောတော့ရှိတယ်။အဲ့ဒါပဲကျွန်တော်တို့ဘက်ကတော့ဒါက သူ့ကိုထွက်ပေါက်လုံးဝပေးလို့မရဘူးဆိုတော့ကကျွန်တော်တို့အသိပညာပေးလဲပေးတယ်တကယ်လဲလုပ်မယ်ကျွန်တော်တို့အဖွဲ့ကြီးထဲမှာလည်းဒေါ်လာရင်းအဖွဲ့ကြီးတွေရှိတယ်လို့လက်နက်ကင်ဒေါ်လာရင်းအဖွဲ့ကြီးတွေရှိတယ်လို့နိုင်ငံရေးပါတီတွေလည်းရှိတယ်လူမှုလူသားအဖွဲ့ကြီးအားလုံးပေါ့နော်အရက်ဖက်အဖွဲ့ကြီးအစုံပေါ့ကိုဆိုင်ဆိုင်အောင်ကိုကြာနေရမှာကျွန်တော်တို့စိုက်ပြီးတော့စူးစမ်းသွားမယ်လူမှုကိုလည်းလူမှုဆိုရင်တော့တိတ်ပြီးတော့ပညာပေးစရာတော့မလိုတော့ဘူးစိတ်ကိုမဝင်စားတာ အဲ့ဒါကြောင့်မလို့ဒါပေမဲ့ကျွန်တော်တို့ကပြောစရာရှိတာဆက်ပြောမယ်လောက်ရရှိတာဆက်လုပ်သွားမယ်ဆိုတာအဲ့ဒါကိုကျွန်တော်ပြောပြတယ်တက်ရောက်မှုကတော့ရှိမှာပါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တစ်ခွက်တည်း DSI ပဲ F တစ်ခွက်တည်းလောက်တာမဟုတ်ဘူးတခြားအခွက်တွေလည်းလောက်မှာပါဒီတိုင်းပြည်မှာရှိတဲ့လူထုလူသားအားလုံးကလည်းကိုယ်တာဝန်ရှိတယ်ဆိုတာခံယူပြီးတဲ့နောက်မှာသူကဆက်လုပ်သွားမှာဖြစ်တယ်လုံနိုင်ဘူးကတော်တော်လေးခဲရင်းပါတယ်ဘာဖြစ်လဲဆိုတော့အခုကြံခဲ့တဲ့130မြို့နယ်ထဲမှာဆိုဒီ2015အတွင်းမှာ130မကြံတော့ဘူးကြာချင်းအောင်ပြင်ပြောတယ် ဘယ်လောက်ကြံ့မလဲဆိုတော့ကျွန်တော်အတိအကျမပြောနိုင်ဘူးဆိုပေမဲ့130မရှိတော့ဘူးဆိုတာသိကြတယ်အဲ့ဒါကြရင် तू ပါဆက်ပြောမှာလားနောက်ထပ်6လဆက်တိုးမှာလားဟောဒီဒီနောက်ထပ်6လလည်းဘယ်နှခါအထိဘယ်ဘယ်နဒါစင်လောက်အထိဆက်ဆိုတော့ဆွဲအောင်မှာလဲဆိုတော့ကျွန်တော်ကသိကြပြောရတယ်ဟိုရုပ်ောက်ပွဲလုံးမှာတည်းဒီအဖွဲကြံ့အောင်ပါအဲ့ဒါပြီးပြောကျွန်တော်တည်င်းစကားပြောမဲ့ခြားတော့တိတ်တော်မြန်မြန်စားပြောကြမှာဖြစ်ဘူးသူတို့ကငကိုတွေကချက်စွန်းတစ်ခွက်မီးတောက်နေတာ ဟောဥပမာဆိုရအောင်ဆိုဒီလိုမျိုးဥသာဘောเนาะလူဟိုကျွန်တော်တို့ဟိုဒီဒီကျွန်တော်တိုင်းပြည်လူလူရဲ့အခြေအနေရဥပမာတကြံပွဲဆိုအမတန်ပဲဟိုမသွားမနေနိုင်ဘူးဆိုမဲ့ဒီကောင်လေးနဲ့ပတ်သက်တဲ့ဟာဆိုမသွားဘူးဆိုမသွားဘူးညာဩဩဒီအဲ့ဒီနေ့ရခမရောင်တယောက်အပြင်မထွက်ရဆိုမထွက်ဘူးညာကျွန်တော်ယုံလူလူကိုယုံဒါအမွေသူလှုပ်မဲ့ယူကပွဲကဒီလိုမျိုးပဲဖြစ်ဖြစ်ပေါ်လာမှာသိကြတယ်ဘာဖြစ်လဲဆိုတော့အဲ့လိုမဖြစ်ခင်ကတော့ဗျာ तू ကတော့ဟိုချိန်ဆွဲဒီချိန်ဆွဲနဲ့သူ့ရဲ့မြွတ်ရှိထားတဲ့မြွတ်နယ်ပေါင်းကလည်းတဖြည်း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  ရော့ကြရရသွားပြီးတော့နောက်ဆုံးကျသူနေပြီးတော့တဝိုင်းမှာပဲကြံတမ်းမဲ့ဟာသူဆက်လို့မလားသူဆက်လို့မလားဘာမှတက်ရောက်မှုမရှိတော့ဘူးလို့ကျွန်တော်အားယုံတယ်အဲ့ဒါကြောင့်မို့ဘာဖြစ်လဲဆိုတော့အထီးကကြတော့ကျွန်တော်တည်သူလူစုပါပဲကျွန်တော်စောစောကပြောတာပဲသူတို့စိတ်ကူးရင်ပြီးတော့လောက်တာပဲရှိတယ်အဲ့ဒီစိတ်ကူးရင်ပုံမှာစိတ်ကူးရင်ပုံမှာလက်တွေ့လက်ကောင်တွေပေါ်တဲ့ခါကျတော့လက်တွေ့မဖြစ်မလာဘူးအဲ့ဒီလက်တွေ့မဖြစ်လာတဲ့အခါမှာကျတော့သူတို့ကရွေးစရာလိုက်ရှာတဲ့ခါတခြားရွေးစရာလည်းမရှိဘူးပြအဲ့ဒါပဲပြက်စရာရှိတယ်ပြက်စရာရှိတယ်မဖြစ်နိုင်မှန်းဒီလဲဆက်ပြီးတော့လောက်သွားမယ့်အနေထားတော့ရှိတယ်ကျွန်တော် တရားပြောနေတာ तू ကသူ့ကိုယ် तू လဲလိန်လို့မရပါဘူးငါဒီဟာကြီးလှုပ်လို့မရပါဘူးဆိုတော့သူ့ကိုယ် तू တိနေနေပြီဒီလက်လောက်ဆိုသူကိုယ့်ကိုယ်အတိတိလောက်ပြီလေဒါပေမဲ့ तू ကအဲ့ဒီလိန်တဲ့ဟိုဆက်ပြီးပေတဲ့ဒီဆက်လိန်ရောအထူးသဖြင့်ဒီစစ်ကောင်စီလှုပ်မဲ့တရားမဝင်အထုအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နဲမကင်းရမကင်းကြောင်လှုပ်နေတဲ့အဖွဲ့တွေကိုကျွန်တော်ပြောချင်တာတော့ခင်ဗျားတို့လှုပ်တဲ့အလောက်ကိုတော့ကျွန်တော်စောစောကပြောထားပြီးသားခင်ဗျားတို့အစိုက်ပင်ကြီးလောင်းနေတာတော့မမလှုပ်ပါနဲ့ ခင်ဗျားတို့စိတ်ပြင်လောင်းလို့ဆိုခင်ဗျားတို့ကဒီအဲ့ဒီအစိတ်မှာခင်ဗျားတို့ပြန်တောက်အောင်မှာခင်ဗျားတို့ပဲသိသွားမှာနော်အဲ့လိုအော်ဘဘမှာဏိကုံဆုံးသွားတဲ့ဟာမျိုးကတော့မကောင်းတဲ့ဏိကုံနဲ့ကတော့ကျွန်တော်တို့အဆုံးမသတ်ချင်ဘူးလေအဲကြောင့်မလို့ခုကတည်းကဟိုကင်းရှင်းနေတာအကောင်းဆုံးပဲလို့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နေပြည်မှာကျွန်တော်ပြောထားပြီးသားကျွန်တော်တို့နေပြည်မှာပြောထားပြီးဒီလောက်ပြောနေတဲ့ဂျားတွေကပဲလုံမဲ့တကယ်ကယ်လုံမဲ့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကလည်းဘာမှမဖြစ်လာဘူးလို့ကျွန်တော်တို့အာမခံလို့မရတလို့ တကယ်လို့တစ်ခုခုဖြစ်လာမယ်ဆိုရင်ကျွန်တော်ဘာမှတောင်းယူလို့မရဘူးဗျအဲ့ဒါကကျွန်တော်ရှင်းရှင်းလေးပြူပြောအလုံးမဒီဗီလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့မာအာလနဲ့ရက်ရှားကပူတင်တို့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့မေသမီးလေးကနေပြီးတော့ပြန်နေသုံးသက်ပြထားတာဖြစ်ပါတယ်မကြည့်ရသေးမျိုးတွေပြန်လည်းမျှဝေပေးလိုက်ပါတယ်ဒီလိုလိုလိုအင်တိတ်ဆရာကောင်းတဲ့ကိစ္စတွေဖြစ်ပါတယ်။ဒါတွေကိုကျမတို့အော်ပေးနေရဆိုတာကလည်းတော်တော်လေးကိုမှကျမတို့စဉ်းစားရတော့မယ့်တိုင်ပင်ဆွေးနွေးရတော့မယ့်ကိစ္စတွေဖြစ်လာပါပြီ။နော်။မျက်နှာပြောင်တိုက်ပြီးတော့ မြန်မာနိုင်ငံကိုလှုပ်ချင်လို့လှုပ်ဂျွန်းတူမှောက်ကုန်ဖြစ်အောင်လှုပ်ဖို့အတွက်ကိုမင်းအောင်နိုင်ကိုပဲရွေးချယ်လိုက်ပါအဲ့ဒီနန်းကိုရွေးချယ်လိုက်ပြဆိုတာငါရဲ့နိုင်ငံကိုငါမအုပ်ချုပ်ရရင်လေငါရဲ့ခုံမြဲဖို့ငါရဲ့မိသားစုအတက်မဆုံးရှုံးဖို့ငါရဲ့စီးပွားဥစ္စာတွေမဆုံးရှုံးဖို့ဆိုတဲ့နော်အတက်လောဘတွေနဲ့ကျွန်တော်တို့နိုင်ငံကြီးကိုအစိမ့်စိတ်အမောမောဖြစ်အောင်လှုပ်ဖို့အတွက်မင်းအောင်နိုင်ကဒီလမ်းကြောင်းကိုစတင်ရှောင်းလန်းနေပါပြီအဲ့တော့ဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံတွေကိုရုရှားစစ်သားတွေအကြောင်းမျိုးမျိုးနဲ့ ခေါင်းစဉ်အမှုမျိုးနဲ့ဝင်လာနိုင်ပါတယ်เนาะနောက်တစ်ခုကစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက်နေရာတွေယူလာနိုင်ပါတယ်နေရာတွေဝင်လာနိုင်ပါတယ်ဒါတွေကိုလုတ်ပေးနေတာကလည်းမြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့စစ်ကောင်စီတောက်တိုင်များဖြစ်ပါတယ်အဲ့တော့ကျမတို့မြန်မာလူငယ်တွေဟာဒူးအော်တိုင်းပါเนาะကျမတို့နိုင်ငံကြီးကိုအသက်ပေးပြီးတော့ကာကွယ်နေတယ်ဆိုတာကျမတို့ခေါင်းဆောင်ကိုခေါင်းဆောင်တွေကိုဖမ်းထားတဲ့အကြောင်းပြချက်တခုလည်းနဲ့မဟုတ်ပါဘူးကျမတို့ပြည်သူလူထုအားလုံးရဲ့အနာဂတ်အတိုင်းပြည်ရဲ့အနာဂတ်အတွက် တိုင်းပြည်ကိုချစ်လို့ဒီလမ်းကိုကိုဟတာကိုရှောက်ခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဒီလိုအနေထားမှာတိုင်းတစ်ပါးကတာကျွန်တော်တို့နိုင်ငံကိုလာပြီးတော့အာဏာကင်ပြီးချဲလဲခြင်းတို့ချဲလဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာလူထုမြန်မာလူငယ်များဟာလက်ပိုက်ကြည့်မနေဘူးဆိုတာကိုလည်းကျွန်တော်တို့သိပါတယ်ဒါပေမဲ့ကျွန်တော်တို့ချစ်လာမှထပ်ပြီးတော့လုံလို့ရတဲ့ကိစ္စမျိုးမဟုတ်ပါဘူးအခုချိန်တည်းကတည်တည်ချာချာစဉ်းစားဖို့ပြင်ဆင်ဖို့လိုအပ်ပြီဆိုတာကိုဒီမှအနေနဲ့ပြောချင်ပါတယ်ဒီလိုအနေအထားမျိုးရောက်လာခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူငယ်တွေเนาะကျွန်တော်တို့ပြည်သူလူထုတွေလုံးဝတီးခံရမယ်အခြေအနေမျိုးမဟုတ်ပါဘူး ဲ့တော့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်မင်းအောင်လိုင်းစစ်အုပ်စုကတော်တော်လေးကိုပြူလဲနေပြီဖြစ်တယ်ဖြစ်ပါတယ်တော်တော်လေးကိုဘာမှကိုမလုံနိုင်တော့တဲ့လက်တွေချီတွေပြက်နေတဲ့အချိန်တွေတက်ကိုတို့ရင်ဆိုင်နေရတာဖြစ်ပါတယ်အဲ့ဒီလိုအနေထားမှာသူတို့ကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့အသက်တွေကိုကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့ရင်းမြေတမိုးရှိတဲ့အရာတွေကိုပေးလိုက်ဖို့ဝင်ရတော့မှာမဟုတ်ပါဘူးဒါဟာတို့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပါတယ်နော်နောက်ဆုံးထုတ်ပွဲဖြစ်ပါတယ်ဥထားတဲ့ထုတ်ပွဲကိုနောက်ဆုံးမှထုတ်လာတာဖြစ်ပါတယ်အဲ့တော့ အဲ့ဒီအချိန်တွေတည်းကမှာပြည်သူလူထုခေါင်းကြီးဆိုင်ဖို့လိုပါတယ်။ကျမတို့အချိန်တိအချိန်တွေတည်းကိုစောင့်ဆိုင်နေဖို့ထက်ကျမတို့ဒီလက်ရှိမင်းအောင်လိုင်ရဲ့လုပ်ရက်ကိုကျမတို့ဘယ်လိုတားဆီးနိုင်မလဲဘယ်လိုရင်ဆိုင်နိုင်ဘယ်လိုရင်ဆိုင်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာကိုဝိုင်းဝန်းပြီးတော့သုံးသပ်ရတော့မယ့်အခြေအနေဖြစ်ပါတယ်။လှုပ်ဆောင်ရအောင်လည်းအခြေအနေဖြစ်ပါတယ်။အဲ့တော့ကျမတို့မြန်မာလူထုမြန်မာလူငယ်တွေကိုရုပ်ကြည့်တယ်။နော် PDF တွေဟာဆက်ဆက်တူမီလေးကန်ပြီးတော့လက်ရှိအခြေအနေကိုလေးရင်မြန်တွေကိုပါပြစ်ချနိုင်တဲ့အခြေအနေတွေကိုလောက်လာတာစိတ်တက်တစ်ခုနဲ့ဖြစ်ပါတယ်။အခုကျမတို့ အဲ့ဒီစိတ်ဓာတ်တွေပဲမောင်းတင်ပြီးတော့ရှေ့ဆက်ရမယ့်အခြေအနေတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ PDF လေးတွေစစတော့ကကျွန်တော်တိုင်းရင်းသားလက်နက်ကင်တွေရဲ့လက်ထဲမှာပညာသင်ယူရတဲ့အချိန်အဲ့ဒီပညာသင်ယူရတဲ့အချိန်မှာတခြားလူတွေနော်၆လလောက်သင်ရမယ့်စစ်တင်တန်းတွေကိုကျွန်တော်တို့ PDF တွေက PDF လေးတွေက၂လ၃လနဲ့တက်မြောက်ခဲ့ရဖြစ်ပါတယ်ဒါဟာဘာလဲဆိုလို့ရှိရင်တို့ရဲ့စိတ်ဓာတ်ပြင်းပြမှုကိုကူးဆောင်ပြီးတော့ဒီအခြေအနေကိုရောက်လာတာဖြစ်ပါတယ်နောက်တိုင်းသားလက်နက်ကင်တွေထဲမှာရောနော်မြန်မာနိုင်ငံရဲ့စစ်ကောင်စီ စစ်အုပ်စုမှာရောအသေးခံတက်တာဆိုတာရှိပါတယ်။အဲ့တော့ကျွန်တော်တို့ PDF လေးတွေတော့လည်းရောက်သွားတဲ့အချိန်အဲ့ဒီလိုအသေးခံတက်တာတယောက်ဖြစ်ဖို့အတွက်လေ့ကျင့်ရတဲ့လေ့ကျင့်ခန်းတွေရှိပါတယ်။အဲ့ဒီလေ့ကျင့်ခန်းတွေမှာ PDF တွေကဘယ်လောက်ထိတောက်ခံနိုင်ခဲ့လဲဆိုလို့ရှိရင်သူတို့တိုင်းရင်းသားလက်နက်ကိုင်တွေအတွင်းထဲမှာရှိနေတဲ့အသေးခံတက်တာတွေကသူတို့အသေးခံတက်တာတယောက်ဖြစ်ဖို့အတွက်သူတို့ဟာနှစ်နဲ့ချီပြီးစူးစမ်းရတာဖြစ်ပါတယ်။ အထေခံတက်တာဆိုတဲ့တစိုက်ကလေးကိုဒီမှာသူတို့အမှတ်သားလေးနဲ့တက်ထားဒီတစိုက်ပခုံးပေါ်ရောက်လာတဲ့သူကလှုပ်ချင်တာလှုပ်ခွင့်ရှိပါတယ်နော်ဒါတိုင်းရင်သားလေးနဲ့ကန်ရေးမှာရှိနေတဲ့စီမံစည်းကမ်းမှာရှိလှုပ်ချင်တာလှုပ်ခွင့်ရှိရဲဆိုတာကရန်သူကိုလှုပ်ချင်တယ်လို့လှုပ်လို့ရပါတယ်နော်ပြစ်မိတ်မပေးလဲသူတို့မှာလှုပ်ပိုင်ခွင့်ရှိပါတယ်အဲ့ဒီလိုအခြေအနေတည်းရဲ့အဲ့ဒီလိုအာအထေခံတက်တာတယောက်ဖြစ်ဖို့အတွက်ကိုနဲ့နဲ့ချီပြီးတော့လေ့ကျင့်ရပါတယ်အဲ့ဒီမှာမှအယောက်တရာမှာမှ10ယောက်လောက်တင်နေနေထားပြီးဖြစ်ပါတယ်တော်ရုံတန်ရုံမလုံနိုင်ပါဘူးတော်တော်ရက်ဆက်ကြမ်းကြုတ်အ ပင်မဆင်းရဲခံပြီးဒုက္ခခံရတဲ့အခြေအနေပြပါဘလောက်ထိဆိုးရလဲဆိုလို့ရှိရင်မိလာတွင်ထဲမှာ၃ရက်လောက်အဲ့ဒီအနံ့တွေခံပြီးတော့ငုတ်တုတ်ထိုင်ရတဲ့လေ့ကျင့်ခန်းတွေလည်းရှိပါတယ်အဲ့ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှမထိုင်နိုင်လို့ပြန်တက်လာတဲ့လူကပြန်တက်ခွင့်ရှိပါတယ်လေကားတွေပါချပေးထားပါတယ်နော်မိလာတွင်ထဲမှာထည့်ရတဲ့လေကားတွေချပေးထားတယ်မင်းတို့ရဲ့ဒေးချင်မှုပါပဲနော်မင်းတို့အပေါ်ပြန်တက်ချင်လာလို့လည်းရတယ်ဒါပေမဲ့မင်းတို့အတေကန်သက်သားတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်မင်းတို့အဲ့ဒီမိန်လာတွင်ထဲမှာ၃ရက်ထိုင်မယ်ဆိုရင်ထိုင်လို့ရတယ်ဆိုတော့အဲ့ဒီလိုလေးကျင့်ကန်းတွေဒီ အသေးခံတက်တာတယောက်ကလေ့ကျင့်ရမှာအဲ့တော့အဲ့ဒီလေ့ကျင့်စဉ်ကိုနော်လေ့ကျင့်ထားတဲ့လူတွေကနှစ်နဲ့ချီပြီးလေ့ကျင့်ခဲ့ရပါမယ်ကျမတို့မြန်မာပြည်ဒီအက်လူငယ်လေးတွေတော်လှန်ရေးကာလကြောက်သွားတဲ့အချိန်မှာအသေးခံတက်တာတယောက်ဖြစ်ဖို့အတွက်ဒါကိုလပိုင်းနဲ့အောင်မြင်ခဲ့ပါတယ်အဲ့ဒီဒစိမ့်ကိုကတ်ခွင့်ရတယ်အဲ့တော့ကျမတို့ပြည်သူလူထုကဘယ်လောက်ထိနာကြည့်ပြီးတော့မှဘယ်လောက်ထိခံယူချက်ပြင်းနေဆိုတာကိုပြောပြခြင်းဖြစ်ပါတယ် ဲ့ဒီလိုပေးဆက်ပြီးတော့လုပ်နေရတဲ့လူငယ်တွေဟာပညာတတ်တွေအများကြီးပါပါတယ်နိုင်ငံတကာနိုင်ငံမှာပညာတတ်တွေဟာတော်တော်လေးကိုမှကာကွယ်စောင့်ရှောက်တဲ့လူတွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပညာတတ်တွေကိုလက်ရှိအချိန်လေးလက်ရှိအနေထားမှာတော့နောက်နိုင်ငံကြီးအောင်စောင့်ရှောက်နိုင်ပါတိုက်ပွဲဝင်ရအသက်ပေးသွားရတဲ့ပညာတတ်တွေလည်းရှိပါအဲ့တော့ပြည်သူလူထုကိုပြောချင်တာကကျွန်တော်တို့ဘယ်လိုအချိန်လေးတရက်ကိုရင်ဆိုင်နိုင်ရင်ဆိုင်ခဲ့ရပါစေရင်ဆိုင်နေရပါစေကျွန်တော်တို့ပြည်သူလူထုတာညင်ပြည်သူလူထုအင်အားတွေတာအများကြီးပါခဲ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီတော်လိုင်းကိုလည်းများအဆုံးသတ်နိုင်မှာဖြစ်ပြီးတော့တခြားနိုင်ငံရဲ့အချုပ်အာဏာနဲ့ကျွန်တော်တို့ကျွန်လုတ်ရမယ်ကျွန်ဆက်သွင်းခံရမယ်ဘဝကလည်းအញ្ញံဆုံးလွတ်မြောက်မှာဖြစ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံကြီးဟာဒီတော်လိုင်းရင်းခါလဲနောက်ဆုတ်သွားမှာနောက်ဆုတ်သွားမှာမဟုတ်ဘူးလို့တစ်ဖက်ကလည်းအင်အားတွေအတကုံဖြုံးတီးပြီးတော့မှ ထင်အားဆိုတာကျွန်တော်တို့နိုင်ငံထဲမှာရှိတဲ့အရာတွေတနိုင်ငံလုံးကိုတရည်ရည်ထိုးသွင်းပြီးတော့မှကျွန်တော်တို့ရဲ့ဘဝတွေကိုညောင်းနေတည်ဆွဲချသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအခြေအနေတရက်ကိုစောင့်နေမှာပြဿနာကိုစောင့်နေမှာပြဿနာကိုရင်ဆိုင်မှာဆိုတာကကျွန်တော်တို့အပြေရှာရတော့မယ့်အခြေအနေတရက်ဖြစ်ပါတယ်။အဲ့တော့မကူနိုင်ဘူးမကူကျင်ဘူးလို့နော်မကူရဲဘူးဆိုတဲ့လူတွေကပါစဉ်းစားရတော့မယ့်အနေအထားဖြစ်ပါတယ်နော်။ဘတ်တော်လန်ရေးကိုတော်လန်ရေးမှာလိုအပ်နေတာဟာလက်နက်ပါလက်နက်ခဲရမ်းလက်နက်ခဲရမ်းရှိမှကျွန်တော်တို့ကတိုက်လို့ရမှာဖြစ်ပါတယ်။ လက်နက်ခဲရမရှိဘဲနဲ့တုံးနေတော့တိုက်လို့မရပါဘူးအဲ့တော့ဒီလိုစိုးရွားလာတော့မြေเนาะကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုစိုးရိမ်နေဆိုလို့ရှိရင်ဒေါ်လာရေးကိုထောက်ပံ့ရပါဗီဒီယိုစဉ်းစားကြပါခေါင်းကြီးဆိုင်ရပါလှုပ်တင်တာကိုလှုပ်ဖို့အတွက်ကျွန်တော်တို့ဆုံးဖြတ်ချက်ရဲရဲကြီးထားကြပါကျွန်တော်တို့ကအရှုံးမပေးသေးရေလုံးဝမရှုံးသေးပါဘူး အခုလေကျွန်တော်တို့ရှုံးနေတာပေါ့မအားလာရင်အင်အားစစ်အုပ်စုရဲ့အင်အားတစ်ခုလေးနဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတနိုင်ကန်လုံးပေါ့တော့တိမ့်ပိုက်လို့ရနေတဲ့အခြေအနေဖြစ်နေတယ်။အားလုံးပဲဒီဗီဒီယိုတော့နောက်နေပဲဆုံးသက်လိုက်ပါရစေ။နောက်ထပ်ဗီဒီယိုမှာနောက်တဲ့ဒီနေ့တလမ်းဖြစ်တဲ့အတွက်ညပိုင်းသတင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။မျိုးတွေအားလုံးစစ်ပေးတော့မှအများဆုံးကြိုးစားပါလို့တောင်းပေးလိုက်ပါရစေ။